လုံးအားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်နှစ်ယောက်ကအာ PTS အစိမ်းလိုင်းကိုပေါ့နော်အာကျွန်တော်တို့ one day ticket ဝယ်ပြီးတော့မှ PTS အစိမ်းလိုင်းပေါ်မှာပဲရှိတဲ့နေရာတွေကိုကျွန်တော်တို့ကအလဲပတ်သွားမှာပေါ့နော်အလဲပတ်သွားပါမယ်အာ one day ticket ကဘယ်လောက်ပေးရသလဲပြီးတော့အဲ့ PTS အစိမ်းလိုင်းပေါ်မှာ တရက်တာဘာတွေလဲလို့ရတယ်လဲဆိုတာကျွန်တော်တို့ကလိုက်ပြီးတော့လည်ပြပါမယ်။အာကျွန်တော်တို့ရောက်ပြီးသားနေရာတွေကတော့ရှိတယ်ပေါ့နော်။ BTS အစင်းလမ်းပေါ်မှာဆိုရင်လည်းလေဆရာတွေကအများကြီးရှိတယ်ပေါ့နော်။ကျွန်တော်တို့အဲ့ဒီအထက်မှာကျွန်တော်တို့မရောက်သေးတဲ့၃နေရာကိုသွားမှာဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ကျွန်တော်တို့သွားမယ်၃နေရာကဘာတွေဖြစ်မလဲ။ပြီးရင်ကျွန်တော်ဘယ်တွေသွားမလဲ။1 ticket ဘယ်လိုဝယ်ရတယ်လဲ။ပြီးတော့1 ticket ကဘယ်လောက်ပေးရတယ်လဲဆိုတာကိုကျွန်တော်နဲ့အတူတူအစားဆုံးလိုက်ကြည့်ပါခင်ဗျာ။လိုက်ကြည့်ပါခင်ဗျာ။အမောင်းလိုက်ချပါလေ။ပါပါခင်ဗျာ။ ဒါတော့ကျွန်တော်တို့ one day ticket ဖြစ်လာတာပါတယောက်ကို150ပေးရပါတယ်ခင်ဗျာအာမနေ့6နိုင်ထက်တဲ့9နိုင်6နိုင်ထက်တဲ့ရက်သားနဲ့ည7နိုင်ရက်သားဖိတ်တဲ့စီလို့ရပါတယ်နော် Okay ဆက်သွားလိုက်ပါအောင်ခင်ဗျာ Okay တော့အခုသွားမယ့်နေရာကတော့ဒါကျွန်တော်တို့ရဲ့ first time သွားမယ့်နေရာပေါ့နော်ကျွန်တော်ဒီနေ့တော့တနေကုန်၄နေရာလောက်သွားဖို့စီစဉ်ထားပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ထွက်လာတာက10နိုင်17နိုင်လောက်မှဆိုတော့ အလောက်ပဲအချိန်ရမယ်ပေါ့နော်။ဘာလို့နေကင်းလက်ထမင်းစားပါညာနဲ့ဆိုတော့လေအဲ့တော့ကျွန်တော်တို့က၄နေရာလောက်တော့သွားပါမယ်ခင်ဗျာ။ခုလာတာကဒီစမုပကန်တာဝါပေါ့နော်။ဒီဟာကိုကျွန်တော်သွားမယ်သွားမယ်နဲ့အာမသွားပြဘူးပေါ့နော်။ဘာမှလည်းမရှိပါဘူးကွာမသွားတော့ဘူးဆိုတော့ဒါပေမဲ့ကျွန်တော်တို့ဒီ၄နေရာကိုစဉ်းစားလိုက်တဲ့အခါမှာโอเคဒီတော့ရအောင်သွားလိုက်မယ်ဆိုပြီးတော့ဒါကျွန်တော်ညောက်ကပေးရမြပြလာခဲ့ကြပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ ပထမအဦးဆုံးလာတဲ့ဒီစမှုပကံတာဝါကတော့ပိတ်ထားပါတယ်ခင်ဗျာသူတို့ပြုပြင်ဇာလေးတွေရှိလို့ပြုပြင်တာလေးတွေလုပ်နေတဲ့အတွက်ပိတ်ထားပါတယ်ခင်ဗျာကျွန်တော်တို့မှမုံမောပမန်လာခဲ့ရတာအခုတော့ပိတ်ထားတယ်ဆိုတော့စိတ်မကောင်းတော့ဖြစ်သွားတယ်အာဒီနေ့ကျွန်တော်တို့1 day ticket ဝယ်ပြီးတော့မှကျွန်တော်တို့ဒီတရက်တာလုံးဒီတရက်အစိမ်းလိုက်မှရှိတဲ့နေရာတွေရှောက်လည်မယ်လို့စဉ်းစားထားပါဘောနော်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲကျွန်တော်တို့ရဲ့ပထမအဦးဆုံးဆုံးယာထားတဲ့ smoke pen tower ကတော့ ပြပါတယ်ခင်ဗျာအဲ့တော့တခြားနေရာဆက်သွားကြမယ်ခင်ဗျာလောဆယ်နှစ်လည်းလည်းရောက်နေဆိုတော့ထင်းစားဖို့နေရာအရင်သွားလိုက်ပါအောင်ခင်ဗျာ ကဲဗျာမြင်းတဲ့အတိုင်းပဲပေါ့နော်ပထမဦးဆုံးသွားတဲ့နေရာကတော့ကျွန်တော်တို့မရောက်ခဲ့ကြပါဘူးခင်ဗျာပိတ်ထားပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်လည်းစိတ်ညစ်ညစ်နဲ့တစ်တော့တစ်ပုတ်ရိုက်ပြီးတော့နိလက်စာထမင်းသွက်စားကြပါတယ်ခင်ဗျာ တမင်းလဲစပြီးပြီဆိုတော့ကျွန်တော်တို့ CN station မှာဆင်းပြီးတော့ CNSK ကိုသွားပါမယ်ခင်ဗျာအခုမြင်နေရတဲ့တာဝါပါခင်ဗျာကျွန်တော်တို့အမှသွားရင်းနဲ့အဲ့ဒီနေရာမှာတွေ့ခဲ့လဲဆိုတော့ Hollow ပွဲလုံနေကြတယ်ပေါ့နော်ကျွန်တော်လည်းအဲ့ထက်မှနည်းနည်းပပဝင်လဲဓာတ်ပုံလေးပါလေးရိုက်ဗီဒီယိုလေးပါလေးရိုက်ပြီးတော့ကျွန်တော်တို့ပြီးတော့မှ CNSK ကိုသွားကြပါမယ်ခင်ဗျာ CNSK ကိုရောက်ကြပါပြီခင်ဗျာပထမဦးဆုံးအနေနဲ့ဆဲလွာမှာရှိတဲ့ပန်းချံအသေးလေးကိုတွားကြပါမယ်ခင်ဗျာအဲ့ဒီမှာ Instagram ဆန်ဆန် post တွေတပ်ပုံရိုက်လွှဲရတယ်ဆိုတော့လေအဲ့ဒီမှာအရင်ဆုံးဆုံးကျွန်တော်တို့တွားပြီးတော့တပ်ပုံရိုက်မယ်ဗီဒီယိုရိုက်ကြပါမယ်ခင်ဗျာ မြင်းတဲ့အတိုင်းပဲပေါ့နော်ဒီနေ့တော့ဒီပေါ်မှာလူနေနေရှင်းပါတယ်အောက်မှာပဲလူတွေကစုပြုံနေကြတယ်ဆိုတော့လေ Halloween အကျိုးပွဲအတွက်ဗားရင်းညာတွေလှုပ်ကြတယ်ဆိုတော့ဒီပေါ်မှာကတော့လူနေပါတယ်အဲ့တော့ကျွန်တော်တို့ဗီဒီယိုလေးတွေတပ်ပုံလေးတွေကောင်းကောင်းရိုက်လို့ရခဲ့တယ်ပေါ့နော်အာအနောက်မှာထိုင်နေကြတဲ့လူတွေရှိပေမဲ့လို့အရှိဘက်မှာကတော့လူနေပါတယ်ခင်ဗျအဓိကလည်းဒီတိုက်ရဲ့ဒီဇိုင်းနဲ့အခုလိုလေးရိုက်ကြတာဆိုတော့လေကဲဟိုဒီဒီဟိုရိုက်လိုက်ပါအောင်ပါခင်ဗျ ီနိုင်ငံမှာရှိတဲ့ shopping center တွေများသောအဖြစ်နေရာတိုင်းမှာလေအခုလိုမျိုးစာကြည့်တဲ့နေရာလေးတွေစာဖတ်တဲ့နေရာလေးတွေအလုပ်လုပ်တဲ့နေရာလေးတွေ free ထားပေးထားတာအရင်သဘောကျတာပဲပေါ့နော်အာကျွန်တော်အဲ့လိုနေရာလေးဆိုအရင်ကြိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ဆယ်လွားနေအောက်ကိုဆင်းကြရေပေါ့နော်အခုမြင်နေရတဲ့နေရာကတော့ CNSK မှာ နာမည်အကြီးဆုံးနေရာတွေကတခုဖြစ်တဲ့ဓာတ်ပုံအများကြီးရိုက်လို့ကောင်းတဲ့နေရာပေါ့နော်ဒီနေရာလေးက Instagram မှာလည်းနာမည်ကြီးတယ်သူကတော့ခုနလောက်မှာရှိပါတယ်ခင်ဗျာကဲကျွန်တော်တို့နေရာပေးပေးကြပါမယ်ခင်ဗျာ ီနေရာလေးကတော့ကျွန်တော်တို့ရဲ့တက်တရမြောက်သွားတဲ့နေရာလေးပါဒီနေရာက National Stadium မှာရှိပါတယ်ဒီနေရာမှာဘာတွေရှိ သလဲဆိုလို့ရှိရင်ကျွန်တော်ထိုင်းနိုင်ငံရဲ့ဒီယဉ်ကျေးမှုတွေပကြီတွေအမှုပညာတွေအားလုံးကိုဒီနေရာမှာကျွန်တော်လေ့လာလို့ရပါတယ်ခင်ဗျာကျွန်တော်တို့အစမှသွားခဲ့တဲ့နေရာတွေရောအခုနေရာရောကအားလုံးဝင်ကြည့်ဖရီးပါခင်ဗျာ မူကြွေအရွယ်ကလေးကနေစပြီးတော့ကျွန်တော်လူကြီးတွေအထိဆွဲထားကြတဲ့ဒီအမှုပညာတွေအများကြီးကိုကျွန်တော်တို့တွေ့နိုင်မှာပဲဖြစ်ပါတယ်။အဲ့ဒါအပြင်ဒီနေရာမှာထိုင်းနိုင်ငံရဲ့လက်မှုပစ္စည်းတွေကိုလည်းကျွန်တော်တို့တစုတစည်းတဲ့မြင်တွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ ျွန်တော်တို့ရဲ့နောက်ဆုံး final လေးနေရာမြောက်ကိုကတော့စဖွင့်ကလေးကနေနာမည်ကြီးပြီးတော့အခုချိန်ထိလူကြိတ်ကြိတ်တိုးစီကားတဲ့ central park ကိုပဲကျွန်တော်တို့ရွေးချယ်ထားပါတယ်ဒီနေရာကိုစဖွင့်နေတဲ့ကျွန်တော်တို့ကသွားမယ်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 နဲ့မသွားဖြစ်ခဲ့ဘူးပေါ့နော်ဒီနေရာလဲဝင်ကြည့် free ပါဒီနေရာကဘာမှရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့ saladan station မှာရှိပါတယ်ခင်ဗျာ ီနီယာကိုကျွန်တော်တို့ကမောင်ကြီးပြိုးစားအချိန်လေးမှာရောက်သွားတာဆိုတော့ဓာတ်ပုံကတော့အများကြီးမရိုက်လိုက်ရအောင်ပေါ့နော်ဗီဒီယိုလေးတွေကတော့ကျွန်တော်ဒီ blog မှာပြလို့ရအောင်အများကြီးရိုက်လာပါတယ်ခင်ဗျာဒီနီယာကလေအာစာဖွင့်ကလေးကနေပြီးတော့အခုချိန်ဒီလေလူတွေစီရစီရစီရဆိုတာဗျာတရက်မှမပြတ်ဘူးဒါကျွန်တော်သွားတော့မှကြားရဲ့ပေါ့နော်အဲ့ဒါကိုမှမြင်တဲ့အတိုင်းပဲလူတွေကတော့အများကြီးပါပဲခင်ဗျာကျွန်တော်လည်းရသလောက်လေးတော့ဗီဒီယိုလေးတွေဟိုနာကတ်ဒီနာတူဒီနာကတ်ဟိုနာတူနဲ့ရိုက်လာကြပါတယ်ခင်ဗျာကဲရန်ရန်နဲ့မိုးတော်ချုပ်နေပါ We Slavik, yeah. ် PDS 1 day ticket ကိုကျွန်တော်တို့မနေ့အစောကြီးကတည်းကနေဝယ်ပြီးတော့မှတနေ့ကုန်လျှောက်လည်မယ်ဆိုရင်တော့တန်ပါတယ်နေရာ6နေရာ9နေရာလောက်ကိုကမမိုးဆိုရင်ရောက်နိုင်တယ်ပေါ့နော်ကျွန်တော်တို့ကျွန်တော်တခြားနေရာရလဲရောက်ပြီးသားဆိုတော့ကျွန်တော်တို့မရောက်သေးတဲ့နေရာတွေတဲကမှကျွန်တော်တို့အသွားကျင်ဆုံးပြီးတော့အသွားတင့်ဆုံးလို့ထင်တဲ့နေရာလေးတွေကိုပဲကျွန်တော်တို့ကရွေးထုတ်ပြီးသွားတာဆိုတော့ကျွန်တော်တို့ကဒီလောက်ပဲပေါ့နော် PDS အစိမ်းလိုင်းနဲ့အစိမ်းရင်လိုင်းတွေမှာကိုမရောက်ဘူးသေးတဲ့နေရာတွေအများကြီးရှိတယ်ဆိုရင်တော့ကျွန်တော်တို့တရက်လောက်လဲအချိန်အားတယ်ဆိုလို့ရှိရင်တော့အခုလိုလေး1 day ticket ဝယ်ပြီးတော့မှမနေ့အစောကြီးကတည်းကနေ PDS ဆက်ထွက် ချိန်ကလေးကနေဒါညအထိ7နှစ်အထိပေါ့နော် BTS နောက်ဆုံးအချိန်ထိကိုကျွန်တော်တို့ကစိတ်ကြိုက်ဟိုတက်ဒီစင်ဒီတက်ဟိုစင်းကို BTS အစိမ်းလိုင်းနဲ့ BTS အစိမ်းရင်လိုင်းတွေမှာကျွန်တော်တို့ကတွားရောက်လည်ပတ်လို့ရပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ရဲ့ဒီကြီးစုတဲ့သူတွေထဲမှာအဲ့လိုလေးတွေတွားရောက်လည်ပတ်ခြင်းတဲ့နေရာလေးတွေရှိတယ်ဆိုလို့ရှိရင်စီးရင်လေးမှတ်ပြီးတော့မှအားရတဲ့အမှာတွားလည်ကြည့်ပါလို့ကျွန်တော်တို့ကအကြံပေးပါရစေခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ